မင်္ဂလာပါကျွန်ုပ်ဒီဒေါက်တာရာမနုဂျန်ဖြစ်ပါသည် Apollo Specialty Hospitals Vanagon တွင်အကြီးအကျယ်နေယူယူစာကျန်းအကျံပေးဆရာဝန်ဖြစ်ပါသည်အာယုံကြောတုန်ခါယောဂ Epilepsy အာယုံကြောတုန်ခါယောဂသည်နေ့စဉ်ဘဝတွင်လူအများအနေငယ်တွင်တွေ့ရလေးရှိသောယောဂတစ်ခုဖြစ်သည်ဤယောဂသည်ကလေးလူကြီးနှင့်မြည်သည့်လိမ်မြည်သည့်အသက်အရွယ်အုပ်စုမဆိုးဖြစ်ပေါ်နိုင်ပါသည် အာယုံကြောတုံခါယောဂဖြစ်ပွားစေသောအကြောင်းရင်းများအနက်အများဆုံးတွေ့ရတာကတော့ခေါင်းထိကိုက်မှုဥကောက်တန်ရာအုံနောက်ကင်ဆာအုံနောက်တွင်ပိုးဝင်ခြင်းသို့မဟုတ်တွေးကြောဆိုင်ရာယောဂများဥပမာတွေးကြောပိတ်ခြင်းတိုးချစ်နိုင်ပြီးတခါတလေမကြာခဏမှာတော့အကြောင်းရင်းမသိနိုင်သောအခါမျိုးလည်းရှိပါတယ်ပထမဆုံးအကြိမ်အာယုံကြောတုံခါခြင်းဖြစ်လာတဲ့အခါမှာကျွန်ုပ်တို့ကဆက်ရတုံခါခြင်းလို့ခေါ်ပါတယ် ဒီနေရာတွင်ကျွန်တို့တို့မြင်ရတာကလက်နဲ့ခြေတော့တွေတုံခါသွားခြင်းသတိလစ်ခြင်းရှိနိုင်တယ်လို့မရှိဘဲလဲဖြစ်နိုင်ပါတယ်။ပထမဆုံးတုံခါမှုကမိမိအလိုလျောက်ရပ်တန့်သွားနိုင်ပါတယ်။ဒါအပြင်တိတက်အကြောင်းရင်းတစ်ခုရှိနိုင်ပြီးဥပမာကြကြတတ်နေခြင်း၊စော်ဒီယံနေခြင်းသို့မဟုတ်ကိုယ်ခန္ဓာဓာတုအပြစ်တနာများကြောင့်ဖြစ်နိုင်တာမျိုးဥစွာအဲ့ဒီအကြောင်းရင်းတွေကိုစစ်ဆေးဖို့လိုအပ်ပါတယ်။တုံခါမှုတွေဆက်တိုက်ခင်နေတဲ့ဆူမသာကျွန်တော်တို့ကအာယုံကြောတုံခါယောဂကက်ဖီလပ်စီလို့ခေါ်ပါတယ်။ အာယုံကြောတုံခါယောဂဖြစ်တယ်ဆိုတာဘဝတစ်လျှောက်လုံးစေတောက်ရမယ်ဆိုတာမဟုတ်ပါဘူး။နေရီယိုဆာချူရီဆိုင်ရာကုသမှုတွေတိုးတက်လာတာနဲ့အမျှအခုတော့ဆေးမျိုးမျိုးတောက်တော်လဲတုံခါမှုမထိန်နိုင်တဲ့လူနာတွေမှာခွဲစိတ်ကုသမှုကိုအကြံပြုလာကြပါတယ်။ဒါကိုကျွန်ုပ်တို့ကအာယုံကြောတုံခါယောဂခွဲစိတ်ကုသမှု epilepsy surgery လို့ခေါ်ပါတယ်။ ဒီမှာတော့လူနာတွေကိုငွား fit scan e စတဲ့နီလန်မျိုးမျိုးနဲ့အပြည့်အဝဆစ်ဆေးပြီးနောက်ဩငောက်ထဲမှာလျှက်စစ်လိုင်းတွေဖြစ်ပေါ်စေတဲ့အာယုံကြောတုံခါယောဂါဖြစ်စေတဲ့အစိပ်ပိုင်းကိုရှာဖွေနိုင်ပါတယ် Apollo Specialty Hospital မှာခွဲစိတ်ကုသမှုအမျိုးအစားများစွာရှိပါတယ် ဒုတို့ကနေ့စဉ်အတိုင်းအိတ်မပြောပဲဥကောင်းခွဲစိတ်ချင်းအဝေး grand army တွေလမ်းညိုစနစ်နဲ့အနာစာဖြတ်တောက်ချင်း navigation guided illusion committee အာယုံကြောတုံခါယောဂအတွက်အုံနောက်အတွင်းနဲ့ဆိုင်စွာလှိုင်းတံပေးခြင်း deep brain stimulation နဲ့ vagal stimulation တို့ကိုပုံမှန်လုပ်ဆောင်လျက်ရှိပါတယ်။ထို့ကင်ကျွန်ုပ်တို့ကအာယုံကြောတုံခါယောဂခွဲစိတ်ကုသမှုအမျိုးမျိုးကိုပုံမှန်လုပ်ဆောင်လျက်ရှိပါတယ်။ဥပမာရွေးချယ်ထားသော hippocampal me medial temporal lobotomy disconnection စတဲ့ခွဲစိတ်မှုတွေပါ ဒီလိုနဲ့လေကျွန်ုပ်တို့ကလူနာအများပြားကိုအကူအညီပေးပြီးအာယုံကြောတုံခါယောဂကိုကုသနိုင်ခဲ့ပါတယ်။အာယုံကြောတုံခါယောဂကကုသနိုင်တဲ့ယောဂဖြစ်ပြီးယနေ့ခေတ်မှာတော့အဆက်တရားမရှိတော့ပါဘူး။ဒါကြောင့်သိချပါတယ်။တုံခါမှု seizure ပထမဆုံးဖြစ်ပေါ်တဲ့အခါမှာဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။တုံခါမှုအကြိမ်ကြိမ်ဖြစ်ပြီးဆေးဝါးတွေနဲ့ထိန်းချုပ်လို့မရတဲ့အခါမှာတော့အာယုံကြောခွဲစိတ်ဆရာဝန်နဲ့တိုင်ပင်မှာသူတို့ကအာယုံကြောတုံခါယောဂကိုကုသနိုင်အောင်ကူညီပေးနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။